ခရီးစာရွတ်ချိန်ပရိစိတ်ချိန်၌စိတ်ကိုဘယ်လိုထားရမှာလဲဖုရားဖုရားစာရွတ်နေပြီဆိုလို့ရှိရင်ကတော့ဖုရားစာရဲ့အဓိပ္ပာယ်ကိုသိရှိပြီးတော့အဓိပ္ပာယ်ကိုနားလည်ပြီးတော့ရွတ်မယ်ဆိုရင် ပို့ပြီးတော့တန်ဖို့ရှိတယ်အဲ့ဒါလို့မသိဘူးဖုရားစာအနေနဲ့ပူဇော်တဲ့အနေနဲ့ရွတ်တယ်ဆိုရင်လည်းအကျိုးမရှိဘူးတော့မဟုတ်ဘူးအကျိုးရှိတယ် ဆိုလိုတာအတိတ်ပဲကိုနားလည်ပြီးတော့ကြွရင်တော့ပိုချိုးရှိပိုချိုးရှိဥပမာမဲ့ပြိတရားတော်ထဲမှာမေတ္တာတော့ပါတယ်ပါတယထာနိယံဗုဒ္ဓပါယုတာဧကဗုဒ္ဓမနုရခိဧဝံပိသဗ္ဗပုတေသူမာနတံဘာဝေအပရိမာဏမိခင်ဟာတူရီသောမိမိရဲ့ရင်သွေးသားငယ်အတွက်ရင်သွေးအတွက်အသက်ပေးပြီးတော့ဆောင်းလျှောက်တယ်လို့ သတ္တဝါတွေအားလုံးပေါ်မှာမိခင်မေတ္တာမျိုးထားနိုင်အောင်ကြိုးစားပါလို့သူတို့ဆိုတယ်အဲ့တော့အဲ့ဒီအိဗယ်လေးကိုနားလည်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးတာဟောပေါက်ပြီးလိုက်နာကျင့်သုံးနိုင်တာဖြစ်တယ်အဲ့ဒီအတိုင်းရွတ်မယ်ဆိုရင်စိတ်ကိုမိမိအိဗယ်ပေါ်မှာထားပြီးတော့ရွတ်ပို့ကောင်းတယ်ပရိစိတ်ချိန်၌စိတ်ကိုဘယ်လိုထားမလဲဆိုတာပရိစိတ်တာဘုရားကုံတော်နဲ့ပရိစိတ်တယ်ဆိုရင် ဘုရားကုံတော်ပေါ်မှာကိုစိတ်တဲ့ကုံတော်ပေါ်မှာစိတ်ရောက်ဖို့ကအရေးကြီးတယ်ပတိလုံးပေါ်မှာစိတ်ရောက်တာတော့သိပြီးတော့တန်ဖို့မရှိဘူးပတိလိမ့်ပေါ့ပတိဆိုတာကိုကုံတော်ပေါ်မှာစိတ်ရောက်တဲ့အချိန်ဘယ်လောက်ရှိသလဲဆိုတာပတ်တန်းတင်ဖို့သာပတိကိုသုံးချတာဖြစ်တယ်ပတိလုံးပေါ်နဲ့အရေးအတွက်ပေါ်မှာဆက်ရောက်တာတော့တိတ်တန့်မှုမရှိဘူး။ဖះရဲ့ခုံတော်ပေါ်မှာဆက်ရောက်အောင်လုပ်ပြီးတော့ပရိစိတ်တဲ့နေပေါ့။ focus ကိုစာမထားရမှာလားဖះကိုစိတ်ထဲထားရမှာလားဆိုအေးစာမထားပြီးတော့စာကိုရွတ်တယ်ဆိုရင်တော့စာထဲမှာပဲအာယုံဆိုင်ပြီးတော့ရွတ်ထားတော့ပိုကောင်းတယ်ပေါ့အဲ့တိုင်းပဲအထိပယ်ကိုနားလည်ပြီးတော့ရွတ်ရမှာပဲဖြစ်တယ်ဖះကိုစိတ်ထဲထားဆိုတဲ့နေရာမှာအရဟံအရဟံလို့ပြိစိတ်ရင်အရဟံရဲ့အထိပယ်မြတ်စွာဘုရားရဲ့ခုံတော်တွေကိုအာယုံပြုတ်ပြီးတော့အဲ့အတိတ်မြတ်စွာဘုရားရဲ့အကြီးချင်းပြညိုပွဲရာကောင်းတဲ့ ခုံအီချင်းကိုအယုံပြုတ်ပြီးတော့ဒီလိုရွတ်မှဟိုပရိစိတ်မှပို့ပြီးတော့တန်ဖို့ရှိတယ်။ဒါကြောင့်မို့ focus ထားတဲ့အခါမှာစာရဲ့အဓိပ္ပာယ်စာကြောင်းအဲ့ဒီဒီပုံမှာ focus ထားတဲ့နဲ့ပရိစိတ်တဲ့အခါမှာဖရားရဲ့ဂုံတော်အပေါ်မှာအယုံ focus ထားတဲ့နဲ့လို့ဒီလိုပဲမှားရမှာဖြစ်တယ်။ပရိစိတ်ချင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ချင်းဟာလေပြောမယ်ဆိုလို့ရှိရင် စနစ်တကျစိတ်မယ်ဆိုလို့ရှိရင်သူဟာလည်းပဲတပထ